မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်အေဘီလ28ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားတော့မှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့မြင်းချံခရိုင်အမှတ်၄အမှတ်30တက်ရင်မှာရဲဘော်များမိခင်တက်ရင်မှာဆက်လက်တောင်းဝန်ထမ်းဆောင်နေပြီလို့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် လုံခြုံရေးနဲ့အကြံဖက်နေနေအထူးတပ်ဖွဲ့ SSDF မှာတင်းနှံတက်ရောက်ခဲ့တဲ့မြင်းချံခရိုင်အမှတ်၄အမှတ်၃၀တက်ရဲမှရဲဘော်များမိခင်တက်ရဲမှဆက်လက်တောင်းဝန်ထမ်းဆောင်နေပြီလို့ဆိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်သူ့ရဲတပ်ဖွဲ့ People's Police ရဲ့လမ်းအောက်ခံတပ်ဖွဲ့တစ်ခုဖြစ်တဲ့လုံခြုံရေးနဲ့အကြံဖက်နေနေရေးအထူးတပ်ဖွဲ့ SSTF ရဲ့တင်းနှံအပတ်စဉ်၃တင်းနှံစင်ပွဲကို 2025ခုနှစ်မတ်လ31ရက်နေ့ကလွန်မြောက်နေပြီတခုမှကျင်းပခဲ့ပါတယ်။တင်နန်းကာလလေးလကန့်အတွင်း SSTF အထူးတပ်ဖွဲ့ဝင်များကိုမြို့ပြအစစ်အရေးနဲ့အထူးတိုက်ခိုက်ရေးစစ်ပညာရပ်များကိုလေ့ကျင့်သင်ကြားပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ရဲဘော်များဟာမိခင်တရင်မှာဆက်လက်တာဝန်ထမ်းဆောင်နေပြီးတော့ဒေါ်လန်ကြီးကိုရှေ့ရှုသောစိတ်ဓာတ်တို့ဖြင့်ဆရာနာရှင်ဆက်နှင့်အပီးတိုင်ချုပ်ငိမ့်သည့်အထိပြည်သူနှင့်အတူပြည်သူအားမျက်နာမူသောတရင်တပ်ဖွဲ့အနေဖြင့်ဆက်လက်တုံးလှန်တိုက်ပွဲဝင်သွားမယ်လို့ဆိုထားပါတယ်ခင်ဗျာ ဆက်လက်ပြီးစေကောင်းစီရဲ့အပြည့်ခက်ရဲစဲရေးကြီးညာချက်ဟာစေကောင်းချိတ်ပြီးခွေးသားရောင်းတဲ့ကြီးညာချက်ဖြစ်တယ်လို့ KNU ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ စစ်ကောင်စီရဲ့အပြေခတ်ရစေးကြီးညာချက်ဟာစိတ်ကောင်းချိတ်ပြီးခွေးသားရောင်းတဲ့ညာချက်ဖြစ်တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ KNU ၊ကယန်မျိုးသားစည်းရုံး၊ကော်တူးလီအုပ်ချုပ်နေမြေအတွင်း2025ခုနှစ်အေဘီလ2ရက်နေ့မှ22ရက်နေ့အတွင်းတစ်ဖက်သက်အပြေခတ်ရစေးကြီးညာထားတဲ့အာနာသိန်းအကြမ်းဖက်စစ်ကောင်စီမှပြည်သူလူထုများအားပိတ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများပြည်သူလူထုပိုင်အိုးအိမ်စည်းစိမ်များအားမိရှို့ဖျက်ဆီးခြင်း၊မိုင်းထောင်ခြင်းနဲ့အကြောင်းမဲ့ဖမ်းဆီးထိန်းသိမ်းခြင်းအဆရှိတဲ့ ဲ့လူအခွင့်အရေးချိုးဖောက်မှုလုပ်ရပောင်းများစွာကို130ကြိမ်ထက်မနည်းကျူးလွန်ခဲ့တယ်လို့ KNU ဘဝကထုတ်ပြန်ထားပါတယ်။လေကြောင်းမှတိုက်လေယာဉ်များရဟယင်များဒရုန်းများဖြင့်ဘုံကျဲတိုက်ခိုက်မှုများကို63ကြိမ်ပြုလုပ်ခဲ့ပြီးတော့ထိုလေကြောင်းတိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရက်သားပြည်သူ14ဦးနဲ့ကိုရင်တပါးတီဆုံးခဲ့ကဦးစင်းနှစ်ပါးကိုရင်ကြီးတပါးနဲ့အရက်သား34ဦးထိခိုက်ဒဏ်ရာရပြီးတော့ဘုံကြီးကျောင်း9ကျောင်းနဲ့နေအိမ်9လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ စစ်ကောင်စီဟာလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု43ကြိမ်ပြုလုပ်ခဲ့ပြီးတော့ထိုလက်နက်ကြီးပစ်ခတ်မှုများကြောင့်အပြစ်မဲ့အရဲသား18ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိပြီး9ဦးသေဆုံးကနေအိမ်16လုံးထိခိုက်ပျက်စီးခဲ့ရကစစ်ကောင်စီတပ်မှပြည်သူလူထုရဲ့နေအိမ်များအားမိရှုခြင်းတစ်ကြိမ်ပြုလုပ်ခဲ့ပြီးတော့ထိုမိရှုဖျက်ဆီးမှုကြောင့်နေအိမ်၄လုံးနဲ့ဖျားကြောင်တစ်ကြောင်မီးလောင်ဖျက်ဆီးခဲ့ရပါတယ်။ စေကောင်စီတက်မှအပြစ်မဲ့အရသာပြည်သူနှစ်ဦးကိုအကြောင်းမဲ့ဖမ်းဆီးခြင်းလုံးဆောင်ခဲ့ပြီးတော့စေကောင်စီတက်ထောင်ထားတဲ့မိုင်းနိမိကအပြစ်မဲ့အရသာပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုထားပါတယ်ခင်ဗျာ SOF မှာအထူးစစ်ဆင်ရေးတင်တဲ့အပတ်စဉ်ရှေ့တင်နန်းသားများခေါ်ယူတဲ့သတင်းကိုတင်ပြပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေး တက်မှာတော့တောင်ပိုင်းစစ်ဒေသရဲ့လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့အထူးစစ်စင်ရေးတပ်ဖွဲ့ SOF P29999 အထူးတပ်ဖွဲ့မှတင်းနန်းလေးချင်ရဲ့အပတ်စဉ်ရှစ်အတွက်တင်းနန်းသားတင်းနန်းသူများစတင်ပြီးတော့စီစစ်လက်ခံနေပြီဖြစ်တယ်လို့ဆိုပါတယ်။ အထူးစစ်စင်ရေးတပ်ဖွဲ့ SOF အနေဖြင့်အထူးတပ်ဖွဲ့တရင်များတိုးချေဖွဲ့စည်းပြီးပဲခူးရန်ကုန်စစ်စင်ရေးအပါအဝင် တောင်ပိုင်းစစ်ဒေသရဲ့အရေးပါတဲ့စစ်စင်ရေးနယ်မြေများမှာမဟာမိတ်တိုင်းဒေသလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ MOD လောက်အခိုင်တရင်တပ်ဖွဲ့များ LPDF များနဲ့အတူလက်တွဲပြီးတော့2025အတွင်းစစ်ရေးအရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ် ဒါကြောင့် SOF နဲ့အတူဆီယာနာရှင်စနစ်ကြဆုံးရေးနဲ့ Federal Democracy နိုင်ငံတော်တည်တည်ဆောက်ရေးအတွက်အဆုံးသက်တိုက်ပွဲဆင်နွှဲရန်အတူတကွလက်တွဲတိုက်ပွဲဝင်လို့သောလူငယ်အမျိုးသားအမျိုးသမီးများအားဂုံယူဝမ်းမြောက်စွာကြိုဆိုလက်ခံလျက်ရှိကြောင်းဆိုထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာဂီကဖေးပို့ထားတာဖြစ်ပါရခင်ဗျာ